က်ကလစီကိုပွဲမှာဘယုတ်ဒုက္ခဖြစ်ခဲ့တဲ့လမ်းမရမယ်။ ရီယယ်မက်ထရီနဲ့ဘာစီလိုနာတို့ထိတ်တိုက်တွေ့ဆုံကြတဲ့အက်ကလစီကိုပွဲဆိုတာကဒရာမာတွေကြံတန်းကစားပုံတွေညှင်းကုန်မှုတွေနဲ့ပြည့်နေနေတယ်ဆိုတာပြည်သက်တို့သိကြမှာအသေးချပါပဲတင်းနင်းကနေနီးညားကကစားခဲ့ကြတဲ့အက်ကလစီကိုပွဲမှာလည်းလမိုင်းရမယ်နဲ့ရီယယ်မက်ထရီကစားသမားတွေကြားညှင်းကုန်မှုများစွာဖြစ်ပွားခဲ့ပါတယ်ရှင်အဲ့ဒီပွဲမတိုင်ခင်လမိုင်းရမယ်ကအင်တာဗျူးတစ်ခုမှာရီယယ်မက်ထရီနဲ့ပတ်သက်ပြီးမကောင်းပြောဆိုထားတာတွေရှိခဲ့ပြီးတော့အဲ့ဒီလိုပြောဆိုလိုက်တာကရီယယ်မက်ထရီကစားသမားတွေရဲ့ဒေါသကိုစွာပေးလိုက်တယ်လို့ဖြစ်ခဲ့ပြီးအက်ကလစီကိုပွဲကိုပြန်ဆန်းမှုပုံမှု ပြင်းထန်စေခဲ့ပါတယ်။ပွဲပြီးမှာတော့ရာမေရဲ့စပိန်အသင်းဖော်ဖြစ်တဲ့ဒန်နင်ကာဘာချစ်ကရာမေကိုမင်းကအရင်စကားများတယ်လို့ပြောဆိုခဲ့ရမှာတော့ရာမေကကာဘာချစ်ကိုကာဘာကဲမှာချိန်ထိုးမလားလို့စိန်ခေါ်ခဲ့ပါတယ်။အဲဒီနောက်ဂိုးသမားကော့ဒရိုင်းရောက်လာပြီးတော့ရာမေကိုဖျဲတဲ့အခါရာမေက ကော့ဒရိုက်ကိုပါခမားလဲကားပါကင်ကိုလာခဲ့လိုက်ဆိုပြီးတော့ပြန်ဖျက်လိုက်တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဘီနီအပါဝင်နှစ်ဖက်အတင်းစလုံးကကစားသမားတွေအားလုံးစုပြုံရောက်လာခဲ့ပြီးတော့ဘီနီကလည်းရာမေကိုဖျက်ခဲ့ရမှာရာမေကတော့ကားပါကင်ကိုလာခဲ့လိုက်လို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ရီယယ်မက်ချ်အတင်းကဘာစီလိုနာနဲ့ထိတ်တိတ်တွေးဆုံခဲ့ကြတဲ့နောက်ဆုံး၄ဝက်မှာ၄ဝက်စလုံးရှုံးထားခဲ့တဲ့စံချိန်စူးကြီးကိုအခုတော့နှစ်ကိုတကိုးဆိုတဲ့ရာလန်းနဲ့အတူအနိုင်ယူချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။